1 minute one sentence program နေပြီးတော့ကျူဆိုပါတယ်ကျွန်တော်ကခွင့်ရလာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအင်္ဂလိပ်စာကြောင်းပြောမှာမဟုတ်ဘူးလေစာပေကြောင်းပြောမှာဖြစ်ပါတယ်စာပေကြောင်းဆိုပြီးမြင်လဲကျွန်တော်က interview စာပေကြောင်းပြောမှာဖြစ်ပါတယ်နော်ဆိုတော့ဘာဖြစ်လို့ကျွန်တော်ဒီစိတ်ကူးလေးကိုရလဲဆိုတော့ကျွန်တော်စာပေအမျိုးအစားကမှဒီ interview စာပေအမျိုးအစားကိုကျွန်တော်စိတ်ဝင်စားလို့ပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်ကလည်းဒါပြီးခဲ့တဲ့10နှစ်လောက်ကနော်2015ပါနော်ပြီးခဲ့တဲ့10နှစ်ကအဲဒီတော့ကျွန်တော်ဒီခေတ်ရက်နဲ့နော်ဒီ ဒီ KNN magazine မှာကျွန်တော်ဒီကနေဒါကဒီနော်ဒီ Alice Munro ဆိုတဲ့ဆရာမကြီးရဲ့ interview တစ်ခုကိုကျွန်တော်ဘာသာပြန်ခဲ့တာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီ survey interview တွေကဘာဖြစ်လို့အရေးကြီးလဲတနည်းအားဖြင့် survey interview ဆိုတာက interview survey ပေါ့နော်ဆိုတော့မြန်မာပြည်မှာလည်း interview survey တွေအများကြီးခက်ခဲရှိခဲ့ပါတယ်ပေါ့နော် interview တွေလည်းလုပ်ခဲ့ပါတယ် ဆိုတော့ကျွန်တော်တို့ရုပ်ရှင်နဲ့ပတ်သက်တဲ့အင်တာဗျူးတွေရှိမယ်အဲတနည်းအားဖြင့်ရုပ်ရှင်ရဲ့သမားတွေကိုမင်းသားမင်းသမီးတွေမေးတဲ့အင်တာဗျူးတွေရှိမယ်အဲဒီတေးရေးဆရာတွေအဆိုတော်တွေအဲထောက်လုပ်သူတွေမျိုးစုံပေါ့နော်အင်တာဗျူးတွေရတော့ရှိနေတာပေါ့သို့တော့ကျွန်တော်တို့ကအဲမေးတဲ့သူမှလည်းဝမ်းစာရှိမှလည်းကျွန်တော်တို့နော်အဲမေးတဲ့သူမှဝမ်းစာရှိမှလည်းမေးတတ်မှလည်းအဖြေခံတဲ့သူကအဲသူစီရနေပြီးတော့ဝမ်းစာရှိတဲ့ကျွန်တော်တို့ဆက်ဖက်တဲ့သူတွေအဲတည်တဲ့ အဖြစ်မျိုးတွေကိုကျွန်တော်တို့ကြားဖတ်မှာဖြစ်ပါပါเนาะဆိုတော့အခုကျွန်တော်ကဒီ subject interview နဲ့ပတ်သက်တဲ့စာအုပ်ပေါ့လလမ်းမိတလောက်ကျွန်တော်ဒီမှာကျွန်တော်စီမှာရှိတဲ့စာအုပ်တွေကိုကျွန်တော်နည်းနည်းပါးပါးပြောပြမှာဖြစ်ပါပါเนาะဆိုတော့ကျွန်တော်တခုပြောချင်တာကကျွန်တော်ကိုယ်တိုင်စာလေးပါလေးနည်းနည်းပါးပါးရေးတယ်ဆိုပေမဲ့ကျွန်တော်ကတတိနားလေတဲ့အဲလူပုဂ္ဂိုလ်တယောက်လို့ကျွန်တော်ကိုကျွန်တော်မယူဆပါဘူးเนาะဆိုတော့အမ်စာကိုမဖတ်ရရင်မနေတဲ့လူတယောက်စာကိုချစ်တဲ့လူတယောက်ရတ္တစာပေကိုချစ်တဲ့လူတယောက် အထူးသဖြင့်ခဏဒီနေ့အခုကျွန်တော်အခုပြောနေတယ်အင်တာဗျူးစာပေကိုချစ်တဲ့လူတယောက်ကနေပြီးတော့မတိသေးတဲ့နော်အဲလူငယ်တွေအဲစာဖတ်ဝါသနာပါတဲ့လူတွေအတွက်ရည်ရွယ်ပြောရင်လူတွေယူဆပေးပါနော်ဆိုတော့ ကဲကျွန်တော်ပေါ်ဆွမ်းမမှုရှိရဲ့ဆောက်တွေထဲမှာဒီတအုပ်ရှိပါတယ်ဗောနော်ဆိုင်းဆရာဒီနိုကိုဖြစ်ပါတယ်အဲဆရာဒီနိုကိုလည်းကျေးဇူးတင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်သူကဒါ Paris Review Interview တွေကိုသူဘာသာပြန်လာတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကအင်္ဂလိပ်စာသင်နေတာမဟုတ်တဲ့အတွက်အများခေါ်ရတဲ့အတိုင်းပဲကျွန်တော် Paris Review လို့ကျွန်တော်အဲပြောလိုက်တာဖြစ်ပါတယ်အတန်ထက်ကိုဆိုတော့သူတို့ကတော့ပြင်သစ်လို့ဆိုရင်ပြင်သစ်စာတက်တဲ့ဆရာတွေအဲပြင်သစ်မှနေတဲ့သူတွေဆိုရင်တော့အဲ Paris ကိုအဲ Paris Review အဲဒီ Paris လို့သူတို့တန်ထက်မှာမဟုတ်ပါဘူးဆိုတော့ အဲဘာဖြစ်လို့ဒီစောက်ကိုကျွန်တော်သဘောကျလဲဆိုတော့ဆိုင်းဆရာဖြစ်တင်တဲ့လူငယ်တွေအဲအတွက်အင်မတန်အကျိုးများရစောက်လို့ပြောခြင်းနဲ့ဆိုင်းဆရာတွေရဲ့စိတ်ကိုတွေးရတယ်ဒီဆိုင်းဆရာတွေကစာတပုတ်ကိုရေးတော့မယ်ဆိုရင်ဝိတုတုတမပဲဖြစ်ဖြစ်ဝိတုရှိတမပဲဖြစ်ဖြစ်တို့ဇလန်းကိုဘယ်လိုတိစောက်လဲဇလန်းကိုဘယ်လိုရလဲတို့စောက်ပုံမှန်ရေးပြအောင်ဘယ်လိုလုပ်လဲဆိုတဲ့ဟာမျိုးပေါ့ဆိုတော့ကျွန်တော်ကိုယ်တိုင်လဲစာရေးဖို့တုံးဆုံးနေတဲ့အခါမျိုးမှာကျွန်တော်ဒီစောက်ကိုဖတ်ပြီးအာရုံတွေရှိပါတယ် ဆိုတော့ကျွန်တော်တို့မြန်မာတွေနဲ့အင်မတန်နီးစပ်တဲ့မြန်မာပြည်မှာလည်းဒီတော့အာဒီစာရွေးဆရာအတော်များများဆရာတွေကဘာသာပြန်ခဲ့ရပါတော့ဆိုတော့မူရာကာမီနဲ့ပဲပတ်သက်ပြီးကျွန်တော်ပြောလိုက်မယ်ဒါလွယ်လို့ကဲမူရာကာမီရဲ့အင်တာဗျူးမှာဆိုသူကဘယ်လိုဖြေထားလဲဆိုရင်နော်ကျွန်တော်အလောက်ကလူတွေကိုလေးလာကဘာကြီးကိုစူးစမ်းဖို့ပဲသူတို့ကိုအကဲဖြတ်ဖို့မဟုတ်ဘူးဒီကုန်းချုပ်သုံးသက်ချက်မျိုးတွေနဲ့ဝေဝေးမှနေတယ်နော် ဒါဒါဘုရားကံမိပြောတာပေါ့နော်ဆိုတော့သူတို့ရဲ့ philosophy ကိုကျွန်တော်တို့တွေးရတာဖြစ်တယ်ပေါ့နော်ဆိုတော့နောက်ဘာပဲပြောသေးလဲဆိုတော့ဘုရားကံမိပြောတာပေါ့နော်ကျွန်တော်ကဝိတုတုတပုတ်ကိုကိုင်းနေပြီဆိုတဲ့မနက်၄နာရီလောက်ကထနော်ဒါဝိတုရေးတဲ့သူတယောက်ပဲဆွဲပေါ့ဒါ၅နာရီ၆နာရီလောက်အလုံးလုံးတယ်တဲ့နေ့လယ်မှာ၁၀ကီလိုလောက်ပြင်းပြင်းပြေးနော်မီတာ1500လောက်ရေကူးရင်ကူးတယ် ဒါမှမဟုတ်နှစ်ခုစလုံးလုံးပေါ့တဲ့ပြင်းရင်စာနည်းနည်းဖတ်တခြင်းနားထောင်ဒါကြောင့်မလို့အာဝီရာကာမီရဲ့ဒီစာကိုဖတ်ရတော့သူ့ရဲ့အင်တာဗျူးအဖြစ်ကိုဖတ်ရတော့အာနော်ဘောဆုံဘလန်အထက်ဘလောက်မှာနော်ကျွန်တော်တို့ကိုအင်္ဂလိပ်စာသင်ပေးခဲ့တဲ့အဲဆရာကြီးမောင်တန်းတို့တတိယမိပါတယ်ဆရာကြီးကလည်းအဲ့ဒီလိုပြောခဲ့မှုပါတယ်ဆရာကြီးမောင်တန်းတို့ကနော်ဆိုတော့တမိုင်းလည်းမသိနော်စာပေအကြောင်းလည်းပြောလို့ဆိုလို့မရ ီတာအကြောင်းလဲဝေးဆိုရင်အဆင်မပြေဘူးဆိုတာပေါ့နော်ဆိုတော့ဆရာကြီးရဲ့စကားနည်းနည်းတော့ရင်သီးတယ်လို့တော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီးမှအမှန်ပါပဲကျွန်တော်တို့လက်ခံပါတယ်နော်ဆိုတော့ဒါမှကြီးရင်နဲ့စာနည်းနည်းဖတ်တစ်ချင်းသားထောက်ကိုည9နာရီလောက်ဆိုအိယာဝင်ပြီးကျွန်တော်ဒီဇေယျအတိုင်းပုံမှန်လက်ပတ်တယ်အပြောင်းလဲမရှိဘူးထက်ခါထက်ခါလောက်တာကိုကအရေးပါတဲ့အရာပဲဒါဟာကိုကိုကိုမလို့လုတ်ဖြစ်အောင်ညှို့ယူနေတဲ့သဘောပဲတဲ့နော်ဆိုတော့ဒါတမူရာကာမီနော်အဲသူပြောထားတဲ့စာလေးတွေပေါ့နော် တော့မြန်မာပြည်မှာရောမူရာကာမီနဲ့ပတ်သက်လို့เนาะကျွန်တော်အမှတ်မမအောင်ဆိုရင်အဲဒီဆာမုတဟန်เนาะအဲဘာသာပြန်တာမျိုးကိုကျွန်တော်တွေ့ဘူးတယ်ဆိုတော့ဒီမှာမူရာကာမီပြောတာလေးပေါ့နော်ကျွန်တော်ကိုယ်တိုင်ကြိုက်တာဆိုတော့ तू ဘာကြုံတွေ့လဲဆိုတာချက် तू ဘလို့ပြောင်းလဲသွားလဲဆိုတာပိုအရေးကြီးတယ်တဲ့နော်ကျွန်တော်စာရေးတော့မယ်ဆိုရင်ဒါစာရေးစရာ तू ပေးခြင်းတဲ့ message ကိုဒါသူ့ရဲ့သဘောထား philosophy ပေါ့ သူဘာကြုံတွေ့လဲဆိုတာထက်ဘလို့ဖြစ်ပြမဲ့ဘလို့အခက်အခဲဒုက္ခနဲ့ပဲကြုံကြုံပေါ့ညလူတွေမှာကြုံရပါပဲเนาะကျွန်တော်တို့အနည်းနဲ့အများအာဒုက္ခတွေကြုံရပါပဲဆိုတော့သူဘလို့သူဘာကြုံတွေ့လဲဆိုတာထက်တဲ့သူဘလို့ပြောင်းလဲသွားလဲဆိုတာကပိုကြီးကြီးရယ်เนาะဒါစိတ်ဝင်စားကြပါပဲကဲသူထပ်ပြောရယ် ။ဘာသာပြန်တဲ့အလုပ်ဟာပင်ပန်းပြီးတော့အချိန်သိပ်ကုန်တဲ့အလုပ်ပါပဲတဲ့။ဒါကြောင့်မို့ကျွန်တော်လည်းဒီနေရာပြောချင်တဲ့ဘာသာပြန်ဆရာတွေကိုကျေးဇူးအထူးတင်ပါတယ်။အဲကျွန်တော်ဆိုရင်လည်းအာဘာသာပြန်တဲ့အလုပ်ကနည်းနည်းမှန်းသိလို့ကျွန်တော်မလုပ်နိုင်ပါဘူး။ဒါပေမဲ့ကျွန်တော်ကအာဘာသာပြန်စာပေကိုစိတ်ဝင်စားတာဖြစ်တဲ့အတွက်နော်ကျွန်တော်တတ်နိုင်သလောက်ကလေးလောက်ထားတာရှိတယ်အဲ့ဒါကခုနကကျွန်တော်ပြောသလိုလွန်ခဲ့တဲ့10ရက်ကကျွန်တော်ကဓမ္မကနေဒါက နော်ဒီကနေဒါချက်ကလို့တင်စားခံရတဲ့ Alice Munro နော်သူစာပေ Nobel ဆုနဲ့ရသွားပါတယ်အဲသူရတဲ့အဲစာအုပ်ကတော့ကျွန်တော်ဒီစာအုပ်နဲ့ရသွားတာဖြစ်ပါတယ်ဒီရ live နော်ဆိုတော့အဲအဲ့ဒီဒီရ live နဲ့ပတ်သက်ပြီးတော့ဒီရ live ကကျွန်တော်ဝိတုတုစူးစိမှုပေါ့နော်အဲကျွန်တော်မှန်မှန်မှန်ဆိုတော့ကုမုတ်သဟန်ကဒီဝိတုတုစူးစိမှုတွေကနော်တချို့ဝိတုတုတွေသူအဲဘာသာပြန်ဖူးတာကိုကျွန်တော်ဖတ်ဖူးပါတယ်တွေ့ဖူးပါတယ်ပေါ့နော်ဆိုတော့ဒီထဲမှာသူဘာပြောထားလဲနော် ဆရာမကြီးကအဲသူစာရေးတဲ့အခါမှာနော်သူစာရေးပုံပေါ့နော်အဲဘူရာကာမီလိုပါပဲစာရေးပြီဆိုရင်သူမနက်ပိုင်းမှာရေးရဆိုကြအကြောင်း၃နာရီလောက်ရေးရဆိုကြအကြောင်းအဲ့ဒီအသေးချင်းကိုမပြတ်ဘူးဆိုကြအကြောင်းပေါ့ဟုတ်ပြီ Alice Manry ကိုကျွန်တော်ခဏထားပြီးတော့မြန်မာပြည်မှာပေါ့ကျွန်တော်လက်လက်ပြီးတော့ဆရာမင်းဆရာမြင့်တန်းရဲ့အမေးပြေစာကိုနော်ပြီးတော့ဒါမှအာအမှုပညာရှင်ပြင်တဲ့တွေးဆောင်ခြင်းနော်ဆရာတကုံတာယာတို့ဆရာမြတ်တန်းတင်းတို့ ဆရာဘမောတင်အောင်တို့အင်မတန်စိတ်ဝင်စားကြကောင်းတဲ့စာအုပ်ပါပဲเนาะဟောဒါကတော့အဲကဗျာနဲ့ပတ်သက်ပြီးဆိုရင်เนาะဆရာမောင်ချောင်းတွေကိုဖြူထားတာဖြစ်ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်ဘောမှာအဲကျေးဇူးရှိတဲ့စာအုပ်ပါပဲကျွန်တော်မှမမောက်ဆိုရင်ဆရာအဲမြတ်တန်းတဲ့လို့ထင်တယ်ဆရာမောင်တစ်တီเนาะခေပေါ်နိုင်ငံတကာကဗျာရှိသုံးပုတ်ဆိုပြီးတော့သူက နော်ဒီမြန်မာပြည်မှာလူသိများရဲ့ pub လို့အဲနေဦးသားရုပ်ပါလို့နော်ဒါမြန်မာပြည်မှာလူသိများဆိုကဘာမကျော်ဦးချိန်ဒီမှာဆိုတော့ကျွန်တော်မြန်မာပြည်မှာတော့ဒီအဲနေဦးသားဆိုတော့တော်တော်နာမည်ကြီးတဲ့မှာပါရပေါ့မြန်မာစာဖတ်ပြည်တက်တယ်နော်ဆိုတော့သူဒီမှာနော်အာဇီမာလန်းဆောင်တို့နော်တက္ကသိုလ်မှာနှူးချလော့လို့ဆရာကြီးပါနော်ဆရာများတန်းတင်ကမြန်မာစာပေလောကပေါ်မှာကျေးဇူးရှိတယ်လို့မြန်မာစာပေအဲမြန်မာကပြလောကပေါ်လည်းကျေးဇူးရှိတယ်လို့ကျွန်တော်တို့ပြောခြင်းပါတယ် ဆိုတော့ဒါအင်တာဗျူးနဲ့ပတ်သက်တဲ့စာအုပ်တွေကိုကျွန်တော်အကြံပြုပြောသွားတာဖြစ်ပါတယ်။ဆိုတော့ Alice Munro နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ကနေဒါရဲ့ချက်ကောက်လို့သူဘာဖြစ်လို့ပြင်စားခံရလဲဆိုတော့ဆော်ဘီနိုဘယ်ဆုတော့ကျွန်တော်တို့ရရဆိုကလေးကနော်ဒါသူ့ရဲ့မှတ်ချက်ကအတင်ခံရပြီးသားပေါ့ဆိုတော့သူနဲ့ပတ်သက်လို့တခြားတဲ့အကြောင်းတော့ကျွန်တော်ပြောပြချင်းနော်ဆိုတော့ဘယ်ရာကမှကျွန်မကိုစိတ်တက်ကြအောင်မလုပ်နိုင်ခဲ့ပါဘူးတဲ့ဒါသူပြောသွားတဲ့ဟာရှိတယ်ဆိုတော့ ျမကเนาะကျမကိုကျမကတော့ဘာရေးခြင်းနဲ့ဆိုပြီးတော့ကြိုတွေးထားတာမျိုးမရှိဘူး။ဒါပေမဲ့လူတွေပြောကြဆိုကြတဲ့ဇလန်းတွေကိုကျမအများကြီးနားထောင်တယ်။စာရေးလို့ဖြစ်နိုင်တဲ့အကြောင်းအရာတွေကိုတော့ဇလန်းဖြင့်စူးစမ်းဖန်တီးတယ်။ရှာမကြီးကเนาะစကားပြေကိုရေးရဆိုပြီးမဲ့ကဗျာနဲ့ပတ်သက်ပြီးသူပြောတာဖြစ်ပါတယ်။ဒီမှာတစ်ခုကျွန်တော်ပြောခြင်းတယ်။ရှာမကြီးကစကားလုံးတွေကိုတိတ်အလေးထားတဲ့ဆိုင်းဆရာမတယောက်ကဗျာကြီးကိုရောရင်းနေတော့မေးလား။မေကုံမေးသူကမေးတဲ့အခါမှာသူကဘယ်လိုပြန်ပြေလဲ။ ရပန်ရန်ကောင်ဆိုရင်တော့ဟုတ်နိုင်ပါတယ်။ကျမကကဗျာကပေးတဲ့စိတ်ကူးစိတ်တန်းကိုကြိုက်တာလေ။ဒါပေမဲ့စကားပြေရေးပြီဆိုရင်တော့ကဗျာမဆန်အောင်တမင်တကာကြီးလောက်ရာလို့မဖြစ်ရအောင်လို့ဂယုစိုက်တယ်။ကဗျာမာကကိုကိုချိတ်လိုက်တဲ့စာသားစကားလုံးဒါမှမဟုတ်အကြောင်းအရာတစ်ခုပေါ့ရှိရတယ်လေ။အခုကျမရေးချင်နေတာအဲ့ဒီနည်းပဲ။ဒီနည်းကပဲလူတွေကိုကြောက်လန့်သွားအောင်လုပ်နိုင်တယ်မဟုတ်လား။မပြောတတ်ပါဘူးတဲ့နော်။ဒါဒါဒါသူရေးတာနော်။ဆိုတော့ ဒါလွန်ခဲ့တဲ့10နှစ်တုန်းကအဲရန်တန်းတဲ့အဲခေရနတ်ပေါ့နော်အဲ့ဒီအချိန်ကအခေရနတ်မှာကျွန်တော်ဘာသာပြန်ခဲ့တဲ့အင်တာဗျူးအဆောင်းပါဖြစ်ပါပြီပေါ့နော်ဆိုတော့ Alice Manpower ကကျွန်တော်ထပ်ပြောပြပါအောင်မယ်ကျမကဝိတုရှည်ရေးမယ်ဆိုရဲစိတ်ကူးမျိုးနဲ့စာရေးလေးရှိပြီးမှဝိတုတို့တွေကိုရေးတာဆက်ပြောမယ်ဝိတုတို့တပုတ်မှာစာမျက်နှာဘယ်လောက်ပဲရှိတဲ့နယ်ဆိုတဲ့တမတ်ချက်မျိုးကိုကျမတကယ်ကိုမသိတာတဲ့ ဆိုတော့တော့မြန်မာပြည်မှာရောဘယ်လိုကြီးစဉ်းစားကြလဲတော့မသိဘူးပေါ့နော်ဆာမေနာတူရင်ဝိထုတူလားဆာမေနာရှိဝိထုရှိလားပေါ့နော်ဒါကတော့ဆရာဆာမကြီးတူနဲ့တူလဲသူကျမတူပါလိမ့်မယ်တတိနားလေတဲ့သူတွေအဲရောမှာဖြစ်ပါတယ်ဆိုတော့ဒါကနေဒါကချက်ကောလို့တင်စားခံတဲ့အဲလစ်မန်ကတော့အဲ့ဒီလိုပြောတော့တာဖြစ်ပါတယ်ဆိုတော့ကဲဆိုတော့ ဆမ်မဂျီဟာကနေဒါရဲ့စာပေဆိုင်ရာအမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ Governor General's Literary Award ဆုအပါဝင်စာပေဆိုင်ရာဆုအသီးသီးကိုရရှိခဲ့ပြီးခပြိုင်ဝိတုတ္တဇောကရဲ့ဆရာတဆုဆိုတဲ့နှစ်ချက်နဲ့2013ခုနှစ်အတွက်စာပေနိုဘယ်ဆုကိုသူမရဲ့2012ခုနှစ်ထုတ်ဝိတုတ္တစုစည်းမှုစာအုပ်ဒီရလတ်နဲ့ရရှိခဲ့သူဖြစ်ပါတယ်တဲ့ဆိုတော့သူရဲ့ဝိတုတ္တတွေကဘာသာပြန်ဖို့ကတော့ကျွန်တော်အတွက်ကတော့အတော်ခက်တယ်လို့ကျွန်တော်ပြောချင်ပါတယ် ျွန်တော်ဖတ်ကြည့်ပါတယ်ဆိုတော့ကျွန်တော်လုံနိုင်တဲ့အင်အားကတော့ကျွန်တော်လက်ထဲကိုဒီသူစာပေလိုပဲဆွေးရတယ်ဒီစောင်းနော်ဆောက်ကောင်ဆက်လက်ကျေးဇူးနဲ့ရောက်လာတဲ့ခါမှာကျွန်တော်အင်တာဗျူးဖို့ပဲကျွန်တော်အာစစ်ခုစစ်တယ်ရခဲ့တာဖြစ်ပါတယ်နော်အဲဒီနေ့ကျွန်တော်ပြောရတာကတော့အဲစာပေအင်တာဗျူးအမျိုးအစားဖြစ်ပါတယ်ဒီစာပေကအဲကျွန်တော်တို့အပေါ်မှာကျေးဇူးရှိတဲ့အကြောင်းကျွန်တော်အပေါ်မှာကျေးဇူးရှိတဲ့အကြောင်းကျွန်တော်ပြောတာဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျန်ဖုန်ချပါအောင်မယ်